ဆောင်ထုကိုကွယ်လွန်မှုမှာကိုလွတ်ရုံပြီးတော့ချစ်သူအပြစ်ဖုံးလိုက်တဲ့ထုရဲ့ချစ်သူတင်းဆောင်မင်းသားလေးထုကွယ်လွန်ရတဲ့အဓိကအကြောင်းရင်းကဘသူကြောင့်မှမဟုတ်ဘဲသူကိုယ်တိုင်တစွတ်ထိုးဆန်မှုတွေကြောင့်လို့ပြောလာခဲ့တာကတော့ထုရဲ့ကောင်မလေးပဲဖြစ်ပါတယ်မင်းသားလေးထုကတော့ရွေးမတိုင်ငယ်မှာကျွလင့်ဆုံးမသွားခဲ့ရပြီးသူကွယ်လွန်သွားတဲ့အဓိကအကြောင်းရင်းကတမန်ရဝင်စရာတွေရှိနေရလို့လူပြောများနေကြတာပါတခုပြီးတခုဖော်ထုတ်ခဲ့ပြီးတော့ပရိသတ်တွေကလည်းတမန်ရဝင်နေခဲ့တဲ့အချိန်ထုရဲ့ကောင်မလေးဖြစ်သူကတော့ဒါရင်ကဘသူရဲ့လောက်ကျန်မှုမှမဟုတ်ဘဲထုကတော့မစင်ကြနာကြောင့်သိခဲ့ရလို့ဆိုပါတယ် တချို့တွေကကားပေါ်မှာပါလာရင်သူမအောင်တန်တရားဝင်နေတာကြောင့်အောင်းလုံးစိတ်ရှင်းသွားစီဖို့ဒီကြောင်းကိုပြောပြဖို့ဖြစ်လာခဲ့တာပါအစပိုင်းမှာတော့ဒီကြောင်းကိုမီဒီယာရေးရှေ့ထွက်ပြီးတော့မပြောခဲ့ဘူးဆိုတာကလည်းထူးရဲ့မိခင်ကြီးကတားမြစ်ထားခဲ့လို့ဆိုပါရင်မိခင်ဖြစ်သူကလည်းတောင်းလေးကွယ်လွန်သွားရင်ဖြစ်တဲ့အတွက်အင်မတန်ကိုမှစိတ်မကောင်းဖြစ်နေရတဲ့အချိန်တရင်တွေမဟုတ်တာပြန်သွားမှာဆိုလို့ကောင်မလေးကိုနောက်ကွယ်မှာပဲထားထားခဲ့လို့ဆိုပါရင်ဒါပေမဲ့ခုတော့သူမအောင်တရားခံတရားလိုမျိုးဆွဆွဲနေကြတာကြောင့်ဒီကြောင်းတွေကိုကိုယ်တိုင်ဖော်ထုတ်လာခဲ့တာပါအဲ့ဒီကဖြစ်စဉ်ကိုပြောရမယ်ဆိုရင်ဘယ်သူမှလောက်ကြံတာမဟုတ်ခဲ့ပါဘူး အဲ့ဒီနေ့ကရက်တွေလည်းတောက်ထားပြီးတော့ညနေတကောင်ထိကိုအိမ်ပြန်လာတဲ့အချိန်မှာအတော်လေးကိုမူးနေကြတာပါ။ဒေါအထူးကကောင်းမောင်းပြီးတော့အရက်မူးလာတဲ့အချိန်နဲ့မစင်မကျင်တစုထိုးတွေမောင်းနေကြတာဖြစ်ပါရင်ကောင်းမောင်းမပါရင်ချစ်သူကောင်းမလေးနဲ့နောက်ထပ်အကိုတယောက်ကတော့ရှင်းချော့ပြီးတော့မောင်းဖို့အတွက်သတိမင်းစကားတွေပြောနေကြပါသေးတယ်။ဒါပေမဲ့အရက်မူးပြီးတော့သွေးဆိုးနေတဲ့ထူးကဘယ်သူစကားကိုမှနားမထောင်ပဲနဲ့မောင်းကျင်လို့မောင်းနေပြီးခဏကြာမှတော့မတော်ဆမှုဖြစ်ပေါ်ခဲ့တာပါ။နောက်ဆုံးမှုဖြစ်ကြီးချင်းမှလည်းကောင်မလေးပဲတတိယလာပြီးတော့ဆင်းအောင်ဖုံးဆက်ပြီးကုသမှုခံရအောင်ပြုလုပ်ပေးခဲ့တာပါ စင်းရုံတက်နေတဲ့တခြားသောမှာလည်းလိုအပ်သမျှကိုပြုစုလုပ်ကင်ပေးနေခဲ့ပြီးဒေနာကလည်းအမြဲစောင့်ကြည့်ပြီးတော့ပြုစုပေးနေခဲ့တာပါ။ဒါကြောင့်သူမကချစ်သူတယောက်ရဲ့တာဝန်ဆိုတာထက်အများကြီးပိုပြီးတော့တာဝန်ကြီးခဲ့တာပါ။ Diamond Blue အကြောင်းအရာတွေကြောင့်ကွယ်လွန်သွားရမယ်ဆိုတာကတော့ဆရာဝန်တွေပဲအထူးဖြစ်မယ်လို့ပြောလာခဲ့ပါတယ်။စင်းရုံကိုအချိန်မီအောင်သူမလည်းစူးစမ်းပေးခဲ့ပြီးတော့ဆရာဝန်တွေရဲ့ကုသမှုဟာလွဲချော်သွားတာလည်းဖြစ်နိုင်ပါတယ်။အဲဒီနောက်ကွယ်လွန်သွားတဲ့အချိန်မှာတချို့တွေကသူ့ကိုချစ်တဲ့စိတ်နဲ့သူမကမဟုတ်မမှန်ပြောပြီးတော့တရားခံလို့မျိုးအပြစ်ရှာနေကြတာကြောင့်နောက်ဆုံးတီးမခံနိုင်တော့အတွက်ထုတ်ပြောလာခဲ့တာပါ။ အဓိကပြောချင်တာကတော့ဘတော်တဆမှုဖြစ်တာကဘသူရဲ့လှုပ်ချင်မှုမှလည်းမဟုတ်ဘဲသူဟာသူ့ဘာသာသူမစင်မခြင်းအရက်မှုပြီးတော့ကောင်းမွန်ခဲ့တာကြောင့်ဖြစ်သွားခဲ့ရတာပါသူမတွေလည်းတနိုင်သမျှဘေးကနေတားခဲ့ပေမယ့်သူစလို့စိတ်နဲ့စကားနားမထောင်တာကြောင့်ကွဲလွန်ခဲ့ရတာဖြစ်ကြောင်းနဲ့ကောင်မလေးကခုလိုပြောပြခဲ့တာပါယုံနာရီမြုံနာရီကပြိတ္တရဲ့အပိုင်းဖြစ်ပြီးသူမကတော့အပြစ်မရှိတာကြောင့်လိပြောင်လုံးတဲ့အတွက်အခုလိုပေါ်တင်ကိုပြောလာခဲ့ရပါ။သူမကအရင်တုန်းကမပြောပြခဲ့ဘူးဆိုတာကလည်းထူးရင်မိခင်ကြီးကပြစ်တနာရီမဖြစ်စင်တာကြောင့်တားခဲ့တဲ့အတွက်ပဲဖြစ်ပါရဲ့။အခုတော့သူ့ကိုသူမကပဲလှုပ်ကြံတယ်လို့ ပြည့်ရခံလို့ဆွဆွဲပြောဆိုနေရကြအောင်သူ့ရဲ့ကွယ်လွန်မှုကသူ့ဘက်သာတော့မဆင်မခြင်းပဲအရက်မူပြီးတော့ကောင်းမောင်းလို့သာဖြစ်ကြအောင်အခုလိုပြောလာခဲ့ပါတယ်။ဒါကြောင့်သူမအောင်ဆက်ပြီးတော့အပြစ်မတင်ကြဖို့အတွက်သူ့ကွယ်လွန်ရတာကသူ့ပြင်းနဲ့သူ့ဝင်းဆိုပြီးတော့ပြောလာတဲ့ပုံမှာပြည်သက်ကြီးတို့ကရောဘယ်လိုမျိုးထင်ကြပါလဲရှင်။